နိုးနဲ့နဝင်ပါအန်သုံးလုံးဆိုတာပါလေဒီနေ့မှာတော့နဝင်ပါလာစပြီဆိုတာနဲ့လူမှုကွန်ရက်မှာတွေ့ရလေးရှိရဲ့အန်သုံးလုံးဆိုတဲ့စကားစုလေးအကြောင်းကိုကျမ်းမာရေးရှုထောက်ကနေပြီးတော့သုံးသပ်ပြပါမယ်ရှင်ဒါကနဝင်ဘာလတလလုံးလုံးမှာတုတ်လူချင်းကိုရှောင်ကျင်ဖို့အတွက်အွန်လိုင်းမှာစိန်ခေါ်မှုပုံစံနဲ့လှုပ်တဲလှုပ်ရှားမှုတစ်ခုပါရည်ရွယ်ချက်ကတော့ကိုကိုကိုထိချုပ်နိုင်စွမ်းကိုလေ့ကျင့်ဖို့ အယုံစုဆိုင်မှုကိုပိုကောင်းအောင်လုပ်ဖို့ဒါမှမဟုတ်ရိုးရိုးစင်ခေါ်မှုတစ်ခုအနေနဲ့ပါဝင်ကြတာများပါတယ်။ကျမ်းမာရေးအရာ ကောင်းကျိုးဆိုးကျိုးများဒီစင်ခေါ်မှုရဲ့ကျမ်းမာရေးအကျိုးကျေးဇူးတွေနဲ့ပတ်သက်ပြီးတော့ခိုင်မာတဲ့သိပ္ပံနည်းကြအထောက်အထားကတော့အများကြီးမရှိပါဘူး။ဒါပေမဲ့လူတဦးချင်းစီရဲ့ခံစားချက်နဲ့အကျိုးရလဒ်တွေကတော့ကွဲပြားပါတယ်။ပထမချက်ကတော့စိတ်ပိုင်းဆိုင်ရာအကျိုးများ ကိုကိုကိုထိချုံနိုင်စွမ်းတိုးလာခြင်းကိုရဲ့စိတ်ဆန္ဒကိုတလားတိတိထိချုံနိုင်တာကြောင့်ယုံကြည်မှုနဲ့ကိုကိုကိုတန်ဖိုးထားမှုတိုးလာတယ်လို့ခံစားရနိုင်ပါတယ်။အာယုံဆူဆိုင်မှုကောင်းလာခြင်း အချို့သူတွေကတော့လိမ်မိုင်းဆိုင်ရာအာယုံခံစားမှုတွေကနေကင်းဝေးသွားတာကြောင့်အလုံးနဲ့အခြားကိစ္စတွေမှာပုံမှန်အာယုံဆူဆိုင်နိုင်တယ်လို့ပြောကြပါဗါးအလေးကျင့်စိုးပြုပြင်ခြင်းအကယ်၍လူတစ်ယောက်ဟာအလွန်အကျွံလိမ်စိတ်ဖြစ်ပြောက်ခြင်းဒါမှမဟုတ်ညဉ့်ဉန်းရုပ်ပုံဆွဲလက်မှုမျိုးရှိနေရင်ဒီဒလတဲ့အနာယူမှုကအလေးချင်းပြုဝင်ဖို့အတွက်အခွင့်အရေးဖြစ်နိုင်ပါတယ်။အမှန်တကျကတော့ရုပ်ပိုင်းဆိုင်ရာအကျိုးများ တုတ်ဘိုးအရေရဲ့သွေးတုတ်မလွတ်ပဲနဲ့တရက်ကနေပြီးတော့၄ရက်အထိနေတဲ့အခါတုတ်ဘိုးရဲ့အရေအသွေးအရေအတွက်လှုပ်ရှားမှုစွမ်းအားအနည်းငယ်တိုးလာနိုင်တယ်လို့သုတေသနအချို့ကပြသပါဗျာ။ ဒါပေမဲ့ဒါကရေရှည်အတွက်အကျိုးရှိတယ်လို့ဆိုလိုတာမဟုတ်ပါဘူး။တက်စတိုစီရုံအမျိုးသားဟော်မိုတိုးခြင်းအချို့သူတွေကတက်စတိုစီရုံဟော်မိုတက်ပြီးတော့ခွန်အားတွေပိုရတယ်လို့ပြောကြပေမဲ့ဒီအချက်ကိုတော့ထောက်ခံတဲ့ခိုင်မာတဲ့သုတေသနမရှိပါဘူး။ခဏတာတက်နိုင်ပေမဲ့မကြခင်ပုံမှန်အတိုင်းပြင်ဖြစ်သွားပါတယ်။မကောင်းတဲ့အကျိုးသက်ရောက်မှုစိတ်ဖိစီးမှုတိုးလာခြင်းအတင်းအကျပ်ထိမ့်ချုပ်တာကြောင့်စိတ်ဖိစီးမှုနဲ့စိတ်တူတာတွေဖြစ်လာနိုင်ပါတယ်။ လေစိတ်ဖြောင်ခြင်းကစိတ်ဖြစည်းမှုကိုလျှော့ချပေးပြီးတော့အိပ်ပျော်စီတဲ့သဘာဝအကျိုးကျေးဇူးတွေရှိပါတယ်။ရုပ်ပိုင်းဆိုင်ရာမသက်မသာဖြစ်ခြင်း၊ဂံပန်ရံကလိမ်ပိုင်းဆိုင်ရာတင်းမာမှုများကြောင့် blue balls လို့ခေါ်တဲ့ဖွေးစီမှာခဏတန်နာခြင်းမှုခံစားရနိုင်ပါတယ်။ဒါပေမဲ့ ဒါကအနည်းမရှိဘဲနဲ့ခဏတာသာဖြစ်ပါတယ်အချို့အဖြစ်တော့အန်သုံးလုံးဟာကျန်းမာရေးအတွက်လိုအပ်တဲ့အရာတော့မဟုတ်ပါဘူးလိစိတ်ဖြည့်ပြောက်ခြင်းဒါမှမဟုတ်လိစက်ဆန်ခြင်းဟာကျန်းမာရေးကိုထိခိုက်စေတာမျိုးမရှိပါဘူးဒါပေမဲ့ဒီစိန်ခေါ်မှုက ကိုယ့်ကိုယ်ကိုစီကံလေးခြင်းဖို့နဲ့မိမိရဲ့လိင်အလေးခြင်းတွေကိုပြန်လည်သုံးသပ်ဖို့အတွက်ကောင်းမွန်တဲ့စမ်းသပ်မှုတစ်ခုဖြစ်နိုင်ပါတယ်အဓိကအချက်ကတော့တည်ရဲ့ကိုခန္ဓာနဲ့စိတ်ခံစားချက်ကိုနားလည်ဖို့ပါပဲ။ စိန်ခေါ်မှုတစ်ခုအနေနဲ့စိတ်ဖိစီးမှုမများဘဲလုပ်နိုင်ရင်တော့ပြဿနာမရှိပါဘူး။ဒါပေမဲ့စိတ်ဖိစီးမှုများပြီးတော့ဒါမှမဟုတ်ဆိုးရိမ်ပူပန်မှုဖြစ်လာရင်တော့မလုပ်ဘဲနေလိုက်တာကပိုကောင်းပါတယ်။အံသုံးလုံးဆိုတာကျန်းမာရေးအတွက်အဓိကအကျိုးကျေးဇူး အဆင်ရှင်ဟဲ့ဗီနိဖေကြီးကြီးမားမားမရှိပဲနဲ့စိတ်ပိုင်းဆိုင်ရာစိန်ခေါ်မှု လေးခြင်းမှုမတဲချဲလက်တစ်ခုအနေနဲ့သာပြုလုပ်ကြတဲ့အရာတစ်ခုဖြစ်ပါတယ်။ join နဲ့ပဲဒီဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါရှင်။အားလုံးပဲနေကောင်းကြပါစေလို့ဆုတောင်းပေးပါရနော်။နောက်ထပ်ဗီဒီယိုလေးမှပြန်တွေ့ကြပါမယ်ရှင်။